မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းကောလဲမြို့အနီးတိုက်ပွဲမှာစစ်သား၈ဦးသေဆုံးပြီးတော့ PDF တအူးကြာဆုံးကလက်နက်ခဲယံအများအပြားကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ21ရက်နေ့မနက်9:00နာရီခွဲအချိန်ကကောလဲမြို့ကနေထွက်လာတဲ့စစ်ကောင်စီတပ်အင်အား80ခန်းနဲ့တော်လိုင်းတပ်ဖွဲ့တွေကြားမှာကောလဲမြို့အရှိတ်ဒဇူးရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီဘက်က drone တပ်အကူ howitzer လက်နက်ကြီးပစ်ကူများနဲ့ပစ်ခတ်ခဲ့ပြီးတော့အဆက်မပြတ်ထိုးစစ်ဆင်ခဲ့တယ်လို့သိရပါတယ်။မွန်းတက်ဆက်နန္ဒာရဲ့အချိန်ကန်မှာစစ်ကောင်စီဘက်ကအထိနာနေခြင်းမျိုးရင်းတွေကနေပြီးတော့စစ်ကူအင်အား80ခန့်ရောက်ရှိလာပြီးတော့တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ AP လ21ရက်နေ့ညနေ6နာရီခွဲအချိန်မှာဒဏ်ရာရတဲ့စစ်သားတွေကိုထမ်းပိုးပြီးတော့စစ်ကောင်စီကကောလင်းမျိုးဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ စစ်ကောင်စီဘက်ကအယောက်20ထက်မနည်းထိခိုက်ဒဏ်ရာရရှိနိုင်ပြီးတော့တော်လိုင်းရဲတပ်ဖွဲ့တွေကနေနေရှင်းလင်းရေးပြုလုပ်ရမှာစစ်ကောင်စီတပ်သားအလောင်း၈လောင်းနဲ့လက်နက်ခဲယမ်းတချို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗယ်တိုက်ပွဲအတွင်းမှာကော်လင်းခရိုင်အမှတ်တရတရင်ကရဲဘော်တအုပ်ကြားဆုံးခဲ့ပြီးတော့ရဲဘော်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြဝတီမြို့အမှတ်နဲ့ဒရန်အနီးတဝိုက်မှာစစ်ကောင်စီကဒီကနေ့မနက်အစောပိုင်းမှာလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ22ရက်နေ့နေ့လယ်12:50မိနစ်အချိန်မှာတစ်ချိန်တနားရီဝင်းကျင်မှာတစ်ချိန်လေချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒေသခံတအူးကပထမတစ်ခေါက်ကတလုံးပဲအတန်ကြားလိုက်ရတယ်။နောက်တစ်ခေါက်ကတော့သုံးလုံးကျဲချသွားတယ်။အတန်ကတော့တော်တော်ကျဲတယ်လို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီလေချောင်းတိုက်ခိုက်မှုကြောင့်ပြည်သူလူထုထိခိုက်မှုနဲ့နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံတွေကပြောဆိုခဲ့ပြီးအသေးစိတ်ထိခိုက်မှုအခြေအနေတွေကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။ မြောက်ဝတီမျိုးဆောင်တက်ခလာရ2ခွန်5တက်ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေက AP လ17ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ချိန်မှာတပ်မ44တပ်မမှုအပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်150ခန်းဟာအမှတ်နဲ့တရားအနည်းကိုထွက်ပြေးပြီးတော့ခုခံစစ်ပြင်နေခဲ့ကြပြီးတော့၎င်းတို့ကို KNL ပူးပေါင်းတပ်ဖွဲ့တွေက AP လ19ရက်နေ့ညပိုင်းကစတင်ပြီးတော့ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ စစ်ကောင်စီကလေကြောင်းကနေပြီးတော့အပြင်းထန်တိုက်ခိုက် နေခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးလေကြောင်းကနေတိုက်ခိုက်မှုတွေကြောင့်အမတ်နဲ့တရားအနီးတစ်ဝိုက်မှာရှိတဲ့ပြည်သူတွေဟာအိုးအိမ်ကိုစွန့်ခွာပြီးတော့ထွက်ပြေးနေကြရတယ်လို့သိရပါတယ်။အမတ်နဲ့တရားအနီးကနေမဲဆောက်ကိုစစ်ဆောင်လာတဲ့သူတို့ကအစကတော့မျိုးရဲလောက်ကိုတွားနေလိုက်ပြန်လိုက်လုပ်နေတာဒီနေ့ကတော့မနေရဲတော့ဘူးကြောက်လုံးလို့မဲဆောက်ကိုကူးခဲ့လိုက်တာတရားနာကတော်တော်များများလည်းမနေရဲကြတော့ဘူး တချို့ကတော့၁၈ဂိတ်နားကတောင်ရင်မြစ်ဘေးမှာတွားနေကြတာတွေရှိတယ်လို့ပြောဆိုခဲ့ပါတယ်။အေပီလာ20ရက်နေ့ကလည်းမြဝတီမြို့ကာဝင်းဟောင်းအနီးမှာချစ်ကြည်ရေးဒရာအမှတ်နဲ့အရှိမတိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်တဲ့ဒေသခံတွေရဲ့ကားဟာကြီထိမှန်ပြီးတော့ပြည်သူ၃ဦးထိခိုက်ဒေဆုံးခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာမြဝတီတိုက်ပွဲတွေကြောင့်တောင်ရင်မြစ်ကိုကူးပြီးတော့ထိုင်းဘက်ကိုတိမ်းရှောင်လာကြတဲ့စစ်ရှောင်လူဦးရေဟာတိုးပွားလာပြီး၃000နီးပါးခန့်ရှိလာပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်မှာဒရုန်းနဲ့တိုက်ခိုက်ခံရပြီးတော့ဒဏ်ရာရရှိသွားခဲ့တဲ့ဒူးစစ်ခေါင်းဆောင်ဇိုးဝင်းဟာဒဏ်ရာတွေပြန်လည်တက်တာလာတဲ့အတွက်စစ်ကောင်စီအစည်းအဝေးများနဲ့ရုံးလုပ်ငန်းတွေကိုပုံမှန်လှုပ်ဆောင်ကပြန်လည်ပြီးတော့လူလုံးပြတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လက်နယ်ပခုံးမှာဒဏ်ရာရတာကတက်တာနေပြီးမကြခင်မှာအစည်းအဝေးတွေနဲ့ရုံးလုပ်ငန်းတွေပုံမှန်လှုပ်ဆောင်တော့မယ်လူလုံးထွက်ပြတော့မယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်ဒူးစစ်ခေါင်းဆောင်ဇိုးဝင်းဟာအေပီလ3ရက်နေ့ကဘာထူးတက်နယ်ကိုတွားရောက်ခဲ့တဲ့ခရီးစဉ်ကစတင်ပြီးတော့ လူမြင်ကွင်းကနေလုံးဝပျောက်ကွယ်သွားခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်ဒုစစ်ခေါင်းဆောင်စိုးဝင်းဟာမော်လမြိုင်မြို့အရှိတောင်တိုင်းစစ်ဌာနချုပ်မှာဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့အတွက်ကြောင့်ရရှိခဲ့တဲ့ဒဏ်ရာကိုအိန္ဒိယကအယိုးအကျော်ခွဲစိတ်ပါရဂူကိုပြင့်ဖိတ်ပြီးတော့စေဝါကူတမှုခံယူခဲ့ရတာနေပြီးတော့ဒဏ်ရာတွေပြန်လည်တတ်တာလာခဲ့တယ်လို့သိရပါတယ်။ AP လ9ရက်နေ့နဲ့10ရက်နေ့တွေမှာမော်လမြိုင်မှာရှိတဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်အတွင်းရုံးတက်အစည်းအဝေးလုပ်နေတဲ့ စစ်ကောင်စီဒူကောင်းဆောင်စိုးဝင်းကိုရှားထူဝါနီးပညာတက်ဖွဲ့ Alpha Back တက်ခွဲကကာမီကာစီ drone များနဲ့နှစ်ရက်ဆက်တိုက်တော်လိုင်းရေးတက်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ AP လ10ရက်နေ့ drone နဲ့တိုက်ခိုက်တဲ့ဖြစ်စဉ်မှာအစည်းဝေးခမ်းမဆောင်ဘော်ကို drone ပုံကြောက်ပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့ခမ်းမဆောင်ရဲ့ခေါင်းမိုးပြုတ်ကျတဲ့အတွက်ဆိုဝင်းရဲ့ပခုံးနဲ့လက်အယိုးကြောထိခိုက်မှုများရှိခဲ့တယ်လို့သိရပါဗါးဒါကြောင့်အိန္ဒိယကအယိုးကြောခွဲစိတ်ပါတကူကိုပင့်ဖိတ်ပြီးတော့ပြသဆေးဝါးကူတာမှုတွေခံယူခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စေစင်းစစ်ကောင်စီစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့တွေကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့စစ်ကောင်စီကလေကြောင်းကနေနှစ်ရက်ဆက်တိုက်ဘုံကျဲချပြီးတော့တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် AP လ9ရက်နေ့ကစတင်ပြီးတော့စေစင်းရဲစခန်းနဲ့စေစင်းစစ်ကောင်စီစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့တွေကကြပြိုင်တိုက်တိုက်ခိုက်ခဲ့ပြီးတော့စေစင်းရွာရဲစခန်းကရဲတပ်ဖွဲ့ဝင်23ဟာအလံဖြူထောင်းလက်နက်ချခဲ့ပြီးတဲ့နောက်မှာ အဲ့ဒီနေ့ညနေပိုင်းမှာပဲရဲစခန်းကိုအပိတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။ဆယ်စင်းစစ်ကောင်းစီစခန်းကိုသိမ်းပိုက်နိုင်ဖို့အတွက် KIA ပူးပေါင်းတပ်ဖွဲ့တွေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးတိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်အကြမ်းဖက်စစ်ကောင်းစီကဆယ်စင်းကြေးရွာအနီးတစ်ဝိုက်ကို AP လ20ရက်နေ့နဲ့21ရက်နေ့တွေမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ AP လ21ရက်နေ့မွန်လွယ်7နာရီကအချိန်မှာ112လေရင်နဲ့ဆယ်စင်းရွာအနီးတစ်ဝိုက်ကို ဘုံနှလုံးလာရောက်ကျဲချခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့မွန်လွဲ2နာရီခန့်မှာလဲ112 layer နှစ်စီးနဲ့ဘုံငါးလုံးထပ်မံပြီးတော့လာရောက်ကျဲချသွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့မသိရသေးပဲ။လေကြောင်းတိုက်ခိုက်မှုကြောင့်ဘုံကျရောက်ပောက်ကွဲဒဏ်တွေကိုစေစင်းရွာနဲ့28မိုင်ကကွာဝေးတယ်။တာမခန်းရွာကတောင်ကြားနေရတယ်လို့ဒေသခံပြည်သူတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ဟာခါမြို့မြို့တိရက်ကွက်မှာ AP လ22ရက်နေ့ကနေစပြီးတော့ဈေးဆိုင်တွေကိုပိတ်ခိုင်းတာတလို့ခရီးရန်ဖျားเจ้าမှာလည်းလူ9ဦးနဲ့အထက်မစုကြဖို့စစ်ကောင်စီတပ်ကအမိန်ထုတ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ22ရက်နေ့ကစစ်ကောင်စီရဲ့ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ကြီးတွေလိုက်ပါလာတဲ့ VIP ရင်တန်းကို CDF ဟာခါအဖွဲ့ကတိုက်ခိုက်ပြီးတဲ့နောက်မှာလူကြီးတချို့ဒဏ်ရာရရှိခဲ့တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဟာခါမြို့မြို့တိရက်ကွက်မှာလူနေအိမ်ဆိုင်ကန်းတွေနဲ့ ဖျားချောင်းတွေကိုအကာအကွယ်ယူပြီးတော့ CDF အဖွဲ့ကတိုက်ခိုက်ခဲ့တာကြောင့်အခုလိုအမိန့်ထုတ်ပြန်ခဲ့တာလို့ဆိုပါရယ်စစ်ကောင်စီတပ်ရဲ့အခုလိုကန့်သက်ချက်တွေဟာလွတ်လပ်စွာကိုးကွယ်ခွင့်ကိုအဟန့်အတားဖြစ်စေတယ်လို့ဟာခါဒေတာကန်တအူးကပြောပါရယ်မြို့တည်ရက်ကွက်မှာပဲစစ်ကောင်စီကပိတ်ထားတာပါဈေးဆိုင်တွေကတော့ပိတ်ထားတာဟုတ်တယ်ဒါပေမဲ့လူမစုရတဲ့ကိစ္စကြတော့တနင်္ဂနွေနေ့ဖျားချောင်းတက်တဲ့အချိန်တာရေးနာရေးတွေဖြစ်တဲ့အချိန်မှာအခက်အခဲဖြစ်မှာပဲ ဒါကတော့ဘာသာရေးကိုထိခိုက်စေတယ်လို့ပြောဆိုခဲ့ပါတယ်။ကန့်သက်ချက်တွေကိုမလိုက်နိုင်ရင်တည်ဆဲဥပဒေအရရေးယူမယ်လို့လည်းစစ်ကောင်စီတပ်ကဆိုပါတယ်။ AP လ12ရက်နေ့ကဟာခါမျိုးမြို့တဲ့ရက်ကွက်လမ်းဆောင်မှာစစ်ကောင်စီရဲ့ဝင်ကြီးတွေလိုက်ပါလာတဲ့ VIP ရင်တန်းကို CDF ဟာခါအဖွဲ့ကတိုက်ခိုက်ခဲ့ပြီးတော့ဝင်ကြီး3ဦးအပါအဝင်ကားပေါ်မှာစီးနေလိုက်ပါလာတဲ့သူ6ဦးဒဏ်ရာရရှိခဲ့တယ်လို့ CDF ဟာခါအဖွဲ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတောင်ကလာပမြို့နယ်မှာရှိတဲ့ပုပ်ပလိကအောင်ရဒနာဆေးရုံကို CDM ဆေးရဝန်များလက်ခံထားတဲ့အမှုနဲ့စိတ်ကောင်းစီကပိတ်သိမ်းခိုင်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်မေလကစတင်ပြီးတော့အောင်ရဒနာဆေးရုံကို CDM ဆေးရဝန်များလက်ခံထားမှုနဲ့ပိတ်သိမ်းခိုင်းခြင်းဖြစ်တယ်လို့သိရပါဗျ။ရန်ကုန်မှာပုပ်ပလိကပင်လုံဆေးရုံကိုလည်း CDM ဆေးရဝန်များလက်ခံမှုနဲ့အခုလိုမျိုးပိတ်သိမ်းခိုင်းမှုတွေရှိခဲ့တယ်လို့သိရပါဗျ။ပုပ်ပလိကဆေးရုံများပိတ်သိမ်းခံရတဲ့အချိန်မှာစစ်တပ်ဆေးရုံများက ပုပ်ပလိကကျမ်းမာရေးကဏ္ဍမှာပုံစံမျိုးစုံနဲ့လုပ်ငန်းတွေကိုတိုးချဲ့လုပ်ကိုင်နေတယ်လို့သိရပါတယ်။စစ်ဆေးဆရာဝန်တွေဖွင့်ထားတဲ့နေရာတွေမှာတော့လုပ်ချင်တာလုပ်၊ထိုင်ချင်တဲ့လူထိုင်အေးဆေးပဲ။တခြားပုပ်ပလိကဈေးဝင်တွေကိုတော့ surprise check လုပ်ရတာနဲ့ license အမျိုးမျိုးရေးရတာနဲ့အလုပ်ကိုကောင်းကောင်းပေးမလို့ဘူး။ဒီကြားထဲဈေးတွေကပြက်၊ဈေးတွေကတက်။ဈေးုံလည်းခဏပိတ်ရမယ်ဆိုတော့လူနာတွေအတွက်အခက်အခဲဖြစ်နိုင်တယ်လို့အောင်ရတနာဈေးုံနဲ့နှိစက်တဲ့သတင်းအရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။